ရခိုင်ပြည်နယ်အတွင်းကစစ်အုပ်စုရဲ့ဖက်ဖက်ကပိတ်ဆို့မှုတွေကြားမှာစာဝတ်နေရေးအကျတဲ့ဆိုင်နေကြသူတွေထဲကရခိုင်ပြည်နယ်တဲကရေလုတ်သားတွေလည်းပါဝင်ပါတယ်။တကြောပြန်စစ်ပွဲအတွင်းရခိုင်ပြည်နယ်တဲကရေလုတ်သားတွေရဲ့ဘဝကိုတော့ညီထွေးကရက်ကူမြင်မြန်ထားပြီးမြက်သစင်ကတင်ဆက်ပေးမှာပါရှင်။2023နိုဝင်ဘာ23မှာ ရခိုင်တကြောပြန်စစ်ပွဲတွေဖြစ်ခဲ့ပြီးစစ်အုပ်စုက ရခိုင်ပြည်နယ်ကို ်ကုန်းလန်းညီလန်းတွေပိတ်ဆို့ထားတာကြောင့်အလုတ်ကင်တွေခက်ခဲပြီးကုန်စင်းတို့အဆမတန်တက်လာတဲ့ပြဿနာတွေကြောင့်ရခိုင်ပြည်နယ်မြေပုံမြို့နယ်ထူးချေရွာကရေလုံငန်းလုပ်ကင်ကြတဲ့ရေလုံသားတွေဟာစားဝတ်နေရအကြက်တဲတွေကိုအင်ဆိုင်နေကြရပါတယ်အရင်ကဆိုရင်ရှာလို့လုံးစည်းလူနှစ်ယောက်အိတ်ခေါက်လဲပဲရှာရယ် အရင်ကဆိုရင်လှေနှစည်းလူနှစ်ယောက်ပိုက်ချောက်လန်အဲ့လိုလုပ်ခဲ့တာအခုတော့လူသမားကားနဲ့တက်စီစရိတ်တွေနဲ့ရလာတဲ့ပတ်စံနဲ့တွက်ချင်မကိုက်တော့စားဝတ်နေရလဲအဆင်မပြေဘူးအဲ့အတွက်လှုပ်တွေရှော့လုပ်လာရတယ်နေဘလိုရှိုးလို့ရှိုးလို့လှုပ်လာရလဲရခိုင်ပြည်နယ်မြေပုံမြို့နယ်ထူးချီရွာသားဖြစ်တဲ့ဦးမောင်တင်ဝင်းကလက်ရှိမှာအလောက်ကိုင်အဆင်မပြေတော့ပဲအလုပ်တွေရှော့လုပ်နေရတဲ့အခြေအနေကိုပြောပြတာပါဦးမောင်တင်ဝင်းဟာအသက်40ကျော်အရွယ်ဖြစ်ပြီး ူမှာမိသားစု9ယောက်ရှိပါတယ်။သူဟာပင်လယ်ပြင်ကို အမိပြုပြီးကြားပိုက်ထောင်ရင်အသက်မွေးနေသူပါ။ကြားပိုက်ထောင်နေဆိုတာကတော့ငါးနဲ့ပစုံကလေးတွေဖမ်းတဲ့အလုပ်ဖြစ်ပါတယ်။ကြားပိုက်ကိုတနေ့နှစ်ကြိမ်ထောင်ကြပြီးနေရောညပါအလုပ်လုပ်ကြတာပါ။ဥမောင်တင်ဝင်းတို့မိသားစုဟာကြားပိုက်ထောင်နေအလုပ်နဲ့အရင်ကအဆင်ပြေခဲ့ကြပေမယ့်ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေစတင်ခဲ့တဲ့2023ခုနှစ်ကစလို့ တဟုန်ထိုးတက်လာတဲ့ကုန်စည်နှုန်တွေကြောင်းဝင်ငွေနဲ့ထွက်ငွေမမျှတော့တဲ့ဒဏ်ကိုခံစားခဲ့ကြရပါတယ်။သူဟာအရင်နှုန်းကဆိုရင်ကြားပိုက်6လက်နဲ့လှေတစည်းကြာကို အလုသမား2ယောက်နှုန်းနဲ့လှေ2စည်းအလုသမား4ယောက်နဲ့အလုလုကန်ခဲ့တာပါ။အခုတော့ကြားပိုက်9လက်နဲ့လှေတစည်းအလုသမား2ယောက်နဲ့သာ လုံနိုင်တော့တာလေးဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဟာရေလုံငန်းနဲ့လေယာစိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်တဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဥမောင်တဝင်းတို့ထူးချီကြေးရွာမှာဆိုရင်လေလူရီ၁၀ယောက်မှ၈ယောက်လောက်ကပင်လေပင်ကိုအမိပြုပြီးအတန်မူဝမ်းကြောင့်ပြုကြတာပါကျန်တဲ့၂ယောက်ကတော့ကျုံရကြပန်းအလုံးလုံးကြတယ်လို့ဒီသားခံတွေကဆိုကြပါတယ်သူတို့တွေအကုန်လုံးကလည်းဥမောင်တဝင်းလို အခက်ခဲအကြက်တဲတွေနဲ့ရင်ဆိုင်နေကြရတာပါရခိုင်ပြည်နယ်မှာတိုက်ပွဲမဖြစ်ခင်အချိန်က73စီတလီတာကိုငွေကျပ်3500လောက်သာရှိခဲ့ပေမယ့်အခုချိန်မှာတော့ ငွေကျပ်1000ကျော်သွားပြီဖြစ်ပါတယ်။အဲ့ဒါအပြင်အရင်ကငွေကျပ်2000ဝန်းကျင်သာရှိခဲ့တဲ့ရေလုံငန်းသုံးကျိုးတပိတ်သာကိုငွေကျပ်6000အထိရှိနေပြီးကုန်စည်နှုန်းတွေမြင့်တက်နေတဲ့အခြေအနေမှာအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတာပါ။ဒီလိုအခက်အခဲတွေအပြင်နောက်ထပ်အခက်အခဲတစ်ခုကတော့အာရခတက်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်းမြို့နယ်18မြို့နယ်ရှိတဲ့အထက်14မြို့နယ်ကိုတိမ့်ပိုက်ထားနိုင်ပြီဆိုပေမဲ့စစ်ကော်မရှင်ရဲ့စစ်ရေးရင် Navy တွေကတော့ရခိုင်ပင်လယ်ပြင်မှာသွာလာနေစေ ဖြစ်တယ်လို့ရေလုံသားတွေကဆိုကြပါဗျ။ဒါရီကြောင့်ပဲငါးဖက်လီရီဟာမကြခဏဖမ်းဆီးခံရတာတွေရှိပြီးကမ်းအဝေးကိုမထွက်ရဲပဲကမ်းနီးနားတွေမှာပဲဖမ်းနေရတယ်လို့စစ်ကော်မရှင်ရဲ့ဖမ်းဆီးခံရကနေပြန်လည်လွတ်မြောက်လာတဲ့ အသက်50ကျော်အရွယ်ဦးစောတန်းရွှေကပြောပါတယ်ဒီအဝိမမရှာစီတကမရှာဘူးအဝိမထွက်ပြီးပိုက်မထောင်ရဆိုတာကအဝိကိုသွားဖမ်းရင်သူတို့စစ်ကောင်စီကလာဖမ်းတယ်ငါတွေကအဝိကိုထွက်ဖမ်းမှာပို့ရတာကိုအဝိမပိုက်ထောင်လို့တုံးချင်းရရင်ဒီနားမကတချင်းလောက်ပဲရတယ်ဒါကြောင့်လိုက်မမီဘူးဖြစ်နေကြတယ်လူတွေအကုန်လုံးကလည်းအဝိကိုသွားပြီးငါမဖမ်းရတော့ဘူးစပီဘုတ်တွေနဲ့လာဖမ်းတာတဝဖမ်းရတကူကူကြားပိုက်ထောင်နဲ့အလုတ်လုတ်ကင်လာတာ၁၀နှစ်ကျော်နေပြီဖြစ်တဲ့ဦးစောတန်းရွှေဟာ ကမ်းဝေးကိုငါးဖန်းထွက်လို့ဖန်းစီခံခဲ့ရပြီးကြောက်ဖြူထောင်ထဲမှာနှစ်လလောက်ချုံနောင်ခံခဲ့ရပါတယ်။သူဟာငွေကျပ်350ပေးပြီးနောက်ပြန်လည်လွမြောက်လာခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်ကလည်းပောက်တော်မြူနေကငါးဖန်းထွက်တဲ့ဒေသခံ9ယောက်ဖန်းစီခံခဲ့ရတယ်လို့ဒေသရင်းသတင်းဌာနတွေကဖော်ပြခဲ့ကြပါတယ်။ရေလုံငန်းလုပ်ကင်သူတွေအတွက်နောက်ထပ်အခက်အခဲတစ်ခုလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့ စစ်ကော်မရှင်ကရခိုင်ပြည်နယ်အတွင်းကုန်းလမ်းရေလမ်းတွေအကုန်လုံးပိတ်ဆို့ထားတာကြောင့်ကြားပိုက်ထောင်ရင်ရလာတဲ့ငါးတွေကိုဒေသရင်းမှာပဲလှည့်ပတ်ရောင်းချနေရတာကြောင့်အရင်ကလောက်အဆင်မပြေဘူးလို့ဆိုကြပါတယ်။ဦးစောတန့်ရွှေရဲ့ဇနီးဒေါ်ခင်ခင်လှကတော့အရင်ကပဇွန်တပိတ်တာကိုငွေကျပ်2000ခွဲနဲ့ရောင်းရတာပါ။အခုတော့ပဇွန်တပိတ်တာကိုငွေကျပ်9000နဲ့ရောင်းရတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဝယ်မဲ့သူမရှိတဲ့အတွက် စာဝင်နေရအဆင်မပြေဘူးလို့လဲဆိုပါတယ်။ရခကောနာတောင်ပေါ်ခိုက်ခါဆိုရဖို့ဘာလဲသုံးရစာရေအရင်ကပြည်မတွေကိုကားနဲ့တင်ပို့ရတဲ့ခေတ်မှာဆိုရင်အဆင်ပြေခဲ့တယ်။ဈေးမှန်လည်းရတယ်။အခုဆိုရင်ပြည်မတွေကိုမတင်ပို့ရလို့ဈေးမှန်လည်းမရဘူး။အရင်ကဆိုရင်ငပိတထုပ်ကို၄00ရရတယ်။ပဇွန်မုတ်တထုပ်ကို၄00ရခဲ့တယ်။အခုကပဇွန်မုတ်တထုပ်ကို2000ငပိတထုပ်ကို2000ရောင်းတာတော့ဝယ်မဲ့သူတွေလည်းမရှိကြဘူးပြီးတော့အခုပဇွန်တပိတ်တာကို9000ရောင်းရတယ် ဝယ်မဲ့သူတွေမရှိကြဘူးအရင်ကဆိုရင်ဝယ်မဲ့သူတွေအများကြီးရှိတယ်အရင်ကဝယ်မဲ့သူတွေကထိုင်ဆောင်နေကြရတာအခုဆိုရင်တွားရောင်းရင်တော့ဝယ်မဲ့သူတွေမရှိကြတော့ဘူးအဲ့ဒီတော့စားဝတ်နေရေးကအဆင်မပြေဖြစ်ပြီလေအရင်နဲ့အခုကတအားကွာချသွားပြီအဆမပြေဖရိုက်ရလေးအရင်ခိုင်းတော့ကိုကကဆိုကောက်ကွာဟောလာမှုရှိလေအရင်ကဒေတာရင်းအခေါ်စံတထုပ်ကိုငွေကျပ်9000စားသောက်စီ1လီတာကိုငွေကျပ်2000ရှိခဲ့ရာကနေအခုလက်ရှိတက်လာတဲ့ကုန်စည်နှုန်းတွေအရာ ဆန်တထုပ်ကိုငွေကျပ်2000ကျွန်းစားသုံးစီ1လီတာကိုငွေကျပ်1000ဖြစ်သွားတဲ့အတွက်ရေလုံသားတွေရဲ့တလလုံစားဟာလုံးဝမှုမရှိတော့ဘဲအရင်ကလိုငါးပစုံတွေကိုတခြားဒေသတွေစီ တင်ဖို့ရောင်းချခဲ့တဲ့အချိန်တွေကိုလွန်ဆွနေကြပါတယ်။ရခိုင်ပြည်နယ်အတွင်းငါးဖက်လုပ်ငန်းတွေကိုလုတ်ကင်ကြတာကတော့ကံယူရမ်းမြူနယ်တွေဖြစ်ပြီးစစ်တွေပောက်တော်မြေပုံကြောက်ဖြူတန်တွဲမန်အောင်ရံပြေဂွားဆတဲ့မြူနယ်တွေမှာတော့ ငါးဖက်လုပ်ငန်းကိုအများအပြားလုပ်ကင်ကြတာပါ။ရခိုင်ပြည်နယ်ကရေလုပ်ငန်းလုပ်ကင်သူတွေဟာအခုလိုအခက်အခဲတွေကြောင့်အလုပ်ကင်ပြောင်းဖို့စဉ်းစားလာကြပေမဲ့လည်းအလုပ်ကင်ခွင်လန်းတွေဟာရှားပါနေတယ်လို့ဒေသခံတွေကဆိုပါတယ်။အလုပ်သားပရိုဂရမ်တွေကတော့အလုပ်တွေပြောင်းနေတယ်ဆိုတာကပိုက်ချလို့ငါးတွေလည်းမရတော့ဘူး။လူငါးစိတ်တွေနဲ့စာဝတ်နေရေးကလည်းခက်ခဲဖြစ်လာတယ်။ကုန်စည်နှုန်းတွေနဲ့တက်လာတယ်။ပတ်စံကတန်ဖိုးမရှိဖြစ်လာတယ်။ဒီအလုပ်ကိုစွန့်ပြီးနောက်တစ်ခုကိုပြောင်းလုပ်မယ်လို့စဉ်းစားထားပါတယ်။ ဒါပေမဲ့ခက်ကပြတ်နေတော့ပစ္စည်းတွေကိုလည်းရောင်းလို့မထွက်ဘူးဖြစ်နေတယ်။လက်ရှိမှာလုပ်ငန်းခွင်လန်းရှာပါနေတော့ဒီလုပ်ကိုပဲဆက်လုပ်နေရအောင်ပါပဲ။အရင်နှီးတွေကလည်းမရှိဘူးအစီအမပြေပေမဲ့လည်းဒီလုပ်ကိုပဲဆက်လုပ်နေရတယ်။ဒီလုပ်လုပ်တာကဝိုင်းရေးအတွက်တရက်စာလောက်ပဲရတယ်။ဝိုင်းရေးအတွက်ဓာတ်တစောရလာဆောင်ကြရလေနော်။စစ်တပ်ကအာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံဟာစီးပွားရေးကဏ္ဍကျဆင်းမှုနဲ့အတူပြည်ရင်းကလူ၃ယောက်မှတယောက်နှုံးဝိုင်းရေးမဖူလုံမှုကိုရင်ဆိုင်နေရတယ်လို့ ကမ္ဘာစံနယ်ဧကအစီအစဉ် WFP ကစက်တင်ဘာလ9ရက်နေ့ကထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်မှာလူဦးရေနှစ်သန်းကျော်အငတ်ဘေးကျရောက်မဲ့အန္တရာယ်ကြုံတွေ့နေရတယ်လို့လဲကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကထုတ်ပြန်သတိပေးထားတာရှိပါတယ်။ရခိုင်ပြည်နယ်ကရေလုံသားတွေဟာအခုလိုအစမတန်တက်နေတဲ့ကုန်စည်နှုန်းတွေနဲ့ရေလုံငန်းအတွက်ကြုံတွေ့နေရတဲ့အခက်အခဲတွေသာ ဒီတိုင်းပဲဆက်သွားမယ်ဆိုရင်စာဝတ်နေရေးမဖူလုံတဲ့ပြဿနာကြုံတွေ့လာရမှာကိုစိုးရိမ်နေကြပါတယ်။ကျမမြတ်သစင်ပါရှင်။